မင်္ဂလာပါသားတို့သမီးတို့ရေဒီနေ့သားတို့သမီးတို့လေ့လာဖို့ခေါင်းစဉ်လေးရတော့တတိယရန်မြန်မာစာအခန်းလေးခေါင်းစဉ်ခွဲစလုံးစဉ်းစားကြည့်ကရေးကြည့်ပါစဉ်းစားကြည့်ကရေးကြည့်ပါဆိုတော့သားတို့သမီးတို့ကစဉ်းစားပြီးမှစဉ်းစားထားတဲ့အကြောင်းအရာတွေကိုပြောကြည့်ပြီးတော့ရေးကြည့်ကြမှာနော် အဲ့တော့တတရာရန်မြန်မာစာစာမျက်နှာ55ကိုချိလိုက်ပါသားတို့သမီးတို့ရေခေါင်းစဉ်ရအောင်မှာဆရာမပြောနေတယ်နော်ဆရာမကဘာပြောနေတာလဲတကယ်လို့ခလေးတို့သာဖြစ်ခဲ့မယ်ဆိုရင်စဉ်းစားထားတာလေးကိုပြောကြည့်ကြရအောင်နော်တကယ်လို့သားတို့သမီးတို့သာတယောက်ယောက်ကတစ်ခုခုသာဖြစ်ခဲ့လို့ရှိရင်စဉ်းစားပြီးပြောကြည့်ကြရမှာသားတို့သမီးတို့က ဘာဖြစ်ချင်တာလဲဖြစ်ခဲ့ချင်တာတွေကိုစဉ်းစားပြီးတော့မှပြောကြည့်ရမှာ ဖြစ်ပါတယ်ဒါဆိုရင်တတိယရာမြန်မာစာဖတ်စာကိုစာမျက်နှာ55ရဲ့ပုံလေးတွေကိုအရင်ဦးဆုံးလေ့လာကြမယ်နော်ပုံထဲမှာဘာတွေကိုတွေ့ရသလဲဩတောင်တန်တန်းကြီးတွေကိုတွေ့ရတယ်တောင်တန်းကြီးတွေရဲ့နားမှာဘာလေးတွေပြန်ဝဲနေတာလဲငှက်ကလေးတွေပြန်နေကြတယ်ငှက်ကလေးတွေကကြီးကြီးလိုက်တော့တကောင်းနှစ်ကောင်း 3កောင်4កောင်5កောင်ညက်ကလေး5កောင်ပြန်နေကြတယ်။အောက်ဖက်မှာလည်းတစ်ပင်ကြီးတွေကိုတွေ့ရတယ်နော်။ပုံထဲမှာចောင်းသားတယောက်ကဖိုးချူကဘာរីစဉ်းစားနေတာလဲ။ဘာចောင်းတွေကိုပြောနေလဲဆိုတာကိုဖတ်ကြည့်လိုက်ကြအောင်နော်။အဲတီချယ်ကသားတို့သမီးတို့ဖတ်ပြမယ်။သားတို့သမီးတို့ကနားတောက်အောင်ပြီးတော့ဖတ်ကြည့်ကြမယ်။တီချယ်ဖတ်ပြနေတဲ့အချိန်မှာ သားတို့သမီးတို့ကပုံနဲ့ဆောင်အတူတူမြင်အောင်ပြီးတော့မှ အဲစလုံးပေါင်းလေးတွေကိုလည်းမှတ်သားထားရမယ်နော်ခက်ခဲတဲ့စကလုံးလေးတွေနားမလဲတဲ့စကလုံးလေးတွေကိုလည်းမှတ်ထားကြရမယ်နော်ဒါဆိုရင်တီချယ်တို့ကစပြီးတော့ဖတ်ကြည့်လိုက်အောင်ဒါဆိုရင်တီချယ်ကစာပိုက်ပါအကြောင်းအရာလေးကိုဖတ်ပြမယ်နော်ကျွန်တော်နာမည်ကဖိုးချူပါကျွန်တော်သာငှက်ကလေးတစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်မှာရှိတဲ့တောင်ပန်တွင်နဲ့မရောက်ဘူးသေးတဲ့တောင်တန်းတွေရှိရာကို အဝေးကြီးပြန်တန်းလိုက်ခြင်းလေအဲ့ဒီလို ပြန်တန်းနေရင်နဲ့ကျွန်တော်ဆိုခြင်းနဲ့တခြင်းတွေကိုအကျဲကြီးအော်ဆူသွားမှာပါ။အိုးကဘာမကြီးကြီးကတိတ်ကိုตาရလှပမှာပဲ။ငှက်ကလေးလိုကိုသွားခြင်းနဲ့နေရာတွေကို လေထဲမှာပြန်တန်းပြီးသွားရရင်တိတ်ကောင်းမှာပဲ။ဒါကတော့ကျွန်တော်ရဲ့စိတ်ကူးကလေးပါ။ကဲတငယ်ချင်းတို့ဆိုရင်ရော။ စာပါရဲ့အတိတ်ပဲလေးကိုဒီချက်ကပြောပြမယ်နော်အဲဖို့ချွာ तू ကစဉ်းစားလိုက်တယ်သူသားငယ်ကလေးတကောင်ဖြစ်ရင်ဘလို့လုံးမှာပဲဆိုတာကို तू ကပြောပြတာနော်ငှက်ကလေးသာဖြစ်မယ်ဆိုရင်ငှက်ကလေးဆိုတာတောင်ပန်နေရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကငှက်ကလေးတကောင်ဖြစ်ခဲ့မယ်ဆိုရင်မရောက်ဖူးသေးတဲ့ဟိုးဝေးကြီးမှာရှိတဲ့တောင်တန်းတွေကိုပြန်သွားသွားခြင်းလားအဲ့လိုပြန်တန်းနေခြင်းကနေပြီးတော့အော်ဆူခြင်းနဲ့တခြင်းလေးတွေကိုလည်းအကျယ်ကြီးအော်ဆူမှာ နော်ဆိုပြီးရဲ့တခြင်းတွေကိုလဲစိုးနေမယ်အဲ့လိုစိုးနေရရနေပြောကဘာမကြီးကိုကြိလိုက်တဲ့အခါမှာအော်တိတ်ကိုသားရလှပတာပဲကိုသွားခြင်းတဲ့နေရာထဲမှာလေထဲကိုပြန်တမ်းပြီးသွားရရင်တိတ်ကောင်းမှာပဲငှက်ကလေးတွေကကောင်းကင်ပေါ်မှာပြန်တမ်းသွားရင်းနဲ့အောက်မှာရှိရဲ့ကဘာမကြီးကိုသူကအပေါ်စီးကနေကြိပြီးတော့မြင်နိုင်တာပေါ့နော်လှပတဲ့ကဘာမကြီးကအရန်ကိုလှပနေမှာပဲနော်ငှက်ကလေးတွေလို့ကိုသွားခြင်းတဲ့နေရာကိုပြန်တမ်းပြီးသွားရရင်တိတ်ကောင်းမှာပဲလို့ သူကစဉ်းစားမိတယ်နော်ငှက်ကလေးတွေကသူရဲ့သဘာဝအရပြန်တန်းသွားနိုင်တယ်လို့သူကလည်းငှက်ကလေးလိုဖြစ်ပြီးတော့သွားကျင်တဲ့နေရာတွေကိုသွားကျင်တယ်လို့ရရင်တိတ်ကောင်းမှာပဲဆိုပြီးတော့ဖိုးချူလေးကစိတ်ကူးပြီးတော့စဉ်းစားမိတာတယ်နော်ပြောပြနေတဲ့အခါမှာဖိုးချူလေးကလည်းမေးတယ်တငယ်ချင်းတို့ဆိုရင်ရောတဲ့ဒါဆိုရင်ဖိုးချူလေးစဉ်းစားတယ်လို့သားတို့သမီးတို့ကလည်းစဉ်းစားကြရမယ်နော်တကယ်လို့သားတို့သမီးတို့ကအခြားသူတယောက်ကနေပြီးတော့ ကျွန်တော်သာဖြစ်ခဲ့မယ်ဆိုရင်စဉ်းစားကြည့်ကြမှာဘိုးချိုအားငှက်ကလေးတကောင်ဖြစ်ခဲ့မယ်ဆိုပြီးတော့စဉ်းစားလိုက်တာသားတို့သမီးတို့ကတော့ဘာလေးတွေဖြစ်ချင်တာလဲကိုဖြစ်ချင်တဲ့အရာတခုကိုအစားထိုးပြီးတော့စဉ်းစားပြီးတော့ပြောကြည့်ရမှာဘာဖြစ်ချင်တာလဲเนาะအဲ့လိုဖြစ်ချင်တယ်လှုပ်ချင်တယ်ဆိုတဲ့အကြောင်းတွေကိုစဉ်းစားပြီးတော့မှပြောကြည့်ရမှာကိုစဉ်းစားထားတဲ့အရာတွေကိုအိမ်မှာရှိတဲ့မိဘတွေပဲဖြစ်ဖြစ်เนาะအာမိဘဆွေမျိုးတွေကိုပဲဖြစ်ဖြစ် တငယ်ချင်းတွေကိုပဲဖြစ်ဖြစ်ပြောကြည့်လို့ရတယ်เนาะပြောပြကြည့်ရမယ်အဲ့တော့ဖိုးချေကမျက်ကလေးတကောင်ဖြစ်ချင်းနေဖြစ်ချင်းခဲ့တယ်ဆိုတော့စဉ်းစားပြီးရေးကြည့်တယ်တကယ်လို့ကိုကယုံကလေးတကောင်များဖြစ်တယ်ဖြစ်ချင်းနေဖြစ်ခဲ့မယ်ဆိုရင်စဉ်းစားလိုက်မှာပေါ့เนาะဟဲ့ယုံကလေးဆိုတော့ကျွန်တော်မှရှိရဲ့ခြေထောက်ကလေးနေနဲ့ယုံလေးလိုပဲခုံပြီးခုံပြီးတော့ပြေးပြီးတော့တော်ရန်နေတောင်တန်းနေကိုမမောရမ်းပဲပြေးခုံပြီးတော့သွားလိုက်ချင်တယ် ခုံပြီးတော့ပြေးသွားရင်လည်းကဘာမြေကြီးကိုလည်းជីလိုက်တယ်ဟာជីလိုက်တဲ့အခါမှာဟာကဘာမြေကြီးရဲ့အပေါ်ဘက်ကိုជីလိုက်ရင်ကောင်းကင်ကြီးမှာလှပတဲ့တင်ကလေးတွေလည်းမြင်ရတယ်။အော်ငှက်ကလေးတွေပြန်တန်းနေတာတွေလည်းမြင်တွေ့ရတယ်။အော်ကဘာမြေကြီးကအရန်ကိုလှပတာပဲဆိုပြီးတော့ခန်းစားជីလိုက်တယ်။ဟာတကယ်လို့ဟာတော်ရန်တစ်ချောက်သွားနေရင်ねဟာကိုကြိုက်တဲ့မုံလာဦးကြီးတွေ့တယ် မဟာတဝရွေးစားလိုက်မှာပဲဟာမုံလာဦးတွေစားပြီးတော့ပျော်ရွှင်တော့လို့တချင်းတွေကိုစုလိုက်မှာပဲဆိုပြီးတော့ကိုကစဉ်းစားပြီးတော့ပြောကြည့်မယ်ရေးကြည့်မယ်เนาะအဲ့တော့ဖြစ်ချင်တာတွေကိုစဉ်းစားပြီးရေးကြည့်တဲ့အခါမှာအဲကိုကြိုက်တဲ့အရာတွေကိုစဉ်းစားပြီးရေးလို့ရတယ်ဥပမာကိုကဆရာဆရာမဖြစ်ချင်တာလားဒါမှမဟုတ်လို့ရှင်ဆရာဝန်ဖြစ်ချင်တာလားဒါမှမဟုတ်လို့ရှင်လူရှင်တော်ဖြစ်ချင်တာလားကိုဖြစ်ချင်တာတွေဖြစ်ခဲ့မယ်ဆိုရင်စဉ်းစားပြီးရေးရမှာเนาะ ကိုပြစ်ချင်တာတွေဖြစ်ခဲ့ရင်အเจ้าယာတွေနဲ့လည်းကိုက်မြအောင်မလို့ရေတက်ဖို့အရေးကြီးရယ်စဉ်းစားပြီးရေတက်အောင်လဲစူးစမ်းပြီးတော့ကြည့်ကြရမယ်နော်ကိုကတခြားတယောက်ကနေပြီးတော့ကိုဖြစ်ချင်တဲ့စိတ်ကူးလေးတွေကို ပြောပြတတ်ရမယ်အာစိတ်ကူးတတ်ရမယ်ရေးလဲရေးတတ်ရမယ်တီချက်ကဖတ်စာပါသင်ခန်းစာအကြောင်းတွေကိုဇွေးလေးပြောကြည့်ပြီးပြီဆိုတော့ဒါတို့သမီးတို့ကကိုဖြစ်ချင်တဲ့အကြောင်းအရာလေးတွေကိုစဉ်းစားမယ်စိတ်ကူးနဲ့ရေးကြည့်မယ် ားတို့သမီးတို့ကစဉ်းစားပြီးတော့ရေးတက်သွားလိမ့်မယ်လို့လည်းထင်တယ်။အဲ့တော့သင်ကန်းစာလေးကိုလည်းသားတို့သမီးတို့ကိုရှင်းပြပြပြီးပြောပြပြပြီးဆိုတဲ့အတွက်ကြောင့်နောက်တစ်ချိန်စာသင်ချိန်မှာပြန်လည်ပြီးဆုံတွေ့ကြမယ်နော်။